တိုင်းရေတပင်ပွဲတရုတ်နိုင်ငံရှစ်ဆောင်ပန်းနာပြည်နယ်တွင်အများဆုံးနေထိုင်သည့်တိုင်းလူမျိုးစုတို့၏နှစ်သစ်သည်အေပီလလယ်၌ကြာရောက်လေရှိ၏ထိုနယ်သည်တောင်ဘက်အကြဆုံးနယ်စုံတွင်ရှိ၍အပူပိုင်းဒေသတွင်ပေါက်ရောက်သောဝါနှင်ထံပေါ်သည်အေပီလလယ်၌ပန်းရောင်ခရမ်းရောင်နှင့်အဝါရောင်ပန်းတို့ပွင့်သောတရုတ်စကားအကိုင်းတို့သည်မြေကြီးထီလူပနန်းကိုင်းညွတ်လျက်ရှိသည်ထိုရွှေမြူးဝယ်လအခါတွင် နှင်းစီအင်ဂျင်နှင့်ဇပယ်နီရနန့်တို့ကအသင်းပြန်နေသည်နှစ်သစ်တွင် တိုင်တို့သည်တကြံရေသပင်ပွဲတော်ကိုအဓိကကျင်းပကြသည်ရေသပင်ပွဲတော်ကျင်းပရခြင်းပုံမြင်များအနက်တစ်ခုမှာဤသို့ဖြစ်၏တယံရောအခါကတိုင်လူမျိုးညာခုနှစ်ဖော်ကိုကဲတင်ရန်သူတို့ကိုပေါ်တို့ရေသွန်းလောင်းပေးလေသည် ထိုအခါမှစ၍နှစ်သစ်ကူတိုင်တိုင်တို့သည်ထိုကညာခုနှစ်ဖော်ကိုတတိယသည့်အနေဖြင့်အချင်းချင်းရေသွန်းလောင်းကြသည် နောင်ခါထိုရေသွန်းလောက်မှုမှာနှိဟောင်းအညစ်အကြေးကိုတန့်စင်၍နှစ်တစ်ကြိုသည့်သဘောဆောင်ခဲ့သည့်ဖြင့်ကောက်ရိပ်ပွဲကောင်းမှုကုသို့ကျမ်းမာမှုနှင့်ပျော်ရွှင်မှုဆူတောင်းပွဲတို့ဖြင့်ပေါင်းဆက်ခြင်းပါခဲ့လေသည်တိုင်းလူမျိုးတို့သည်နှိဟောင်းအညစ်အကြေးတန့်စင်ရန်ရေသွင်းပွဲတော်ကျင်းပစေကမူရှေးအခါကမြည်တို့မြမထူးကြခဲ့ကြစောဘွားစောခံတို့၏တနင်တပိုးလေသည်စားချကြည်လီတော်အခွန် အတင်းအဓမ္မစေခိုင်းမှုဒဏ်တို့ကိုခါချီအောင်ခံကြရသည်လွတ်မြောက်ပြီးကာလမှစ၍သာရေသပင်ပွဲတော်မှာပျော်ရွှင်မှုထူရသည့်ပွဲတော်ဖြစ်လာသည်ဒါဝင်ရှိသူတို့ကထိုနယ်မြေနေတိုင်နှင့်အခြားလူမျိုးစုတို့အတွက်လူမှုဖွံ့ဖြိုးမှုများပြုလုပ်ပြီးရာဇော်ဘွားဇော်ကန်တို့အုပ်ချုပ်မှုအောက်မှလုကင်းသွားကြသည်1969ခုနှစ်ထိုနယ်မြေတစ်ခုလုံးတွင်စူပေါင်းကြိုးပမ်းမှုများနှင့်ဇီးပွားရေးနှင့်ယဉ်ကျေးမှုရေးရာများကိုပြောင်းလဲပြုပြင်လာရာတစတဲ့တစ တိုးတက်ကောင်းမွန်လာပြီသည်ယခုအခါပွဲတော်သည်တာမန်နှစ်များထက်ကြီးကျယ်ခဲ့ပြီသည်အီဘီလာ14ရက်နေ့နေထွက်သော အခါသမယ၌ထုံနယ်မြေရှိတိုင်အိုင်နီပုံလန်နှင့်အခြားလူမျိုးစုတို့သည်မိမိတို့နေထိုင်ရာတောင်ပေါ်ရွာများနှင့်နိုင်ငံတော်ကြက်ပေါင်စည်းဆိုင်ခင်းများမှထိုနယ်မြေ၏မြို့တော်ကျင်ဟုံတို့တပွဲပွဲရောက်လာကြသည်လန်ဆန်မြေပေးရှိကွင်းပြင်များစီတို့ဥတီလာကြသည်ငကားလီပြိုင်ပွဲဆရန် မီးစိမ်းသုံးချက်ပစ်ပေါက်သည် လေပြိုင်ပွဲမှာဇုံလိုက်လေပြောပွဲပဲဖြစ်သည်မောင်းတန်အချက်ပေးလိုက်ရာတစ်ဖက်ကမ်းခြေမှတခြားတစ်ဖက်သို့အဖွဲအသီးသီးမှပါဝင်သောလေ15စင်းအပြိုင်လှော်ခတ်ကြသည်၅စင်းကိုတိုင်အမျိုးသမီးတို့လှော်ကြသည်ရှေးအခါကလေနီးသို့မိန်းမများမလာရန်တားမြစ်ထားသည် လေကိုမိန်းမကထိမိလျင်လေမောက်မြီဟုအယူမှကြသည်ယခုအခါရင်မူယောက်ျားများနှင့်ရေမောင်တန်း၍မိန်းမတို့လှော်ခတ်နေကြပြီယား အုပ်အော်တောင်းတင်အားပေးကြသည်သူတို့ဝတ်ထားသောအယောင်အသွေးများမှနေရောင်တင်တောက်နေသည်မြစ်ဘေးတွင်မိမိရွက်ရွာဖြင့်ဒုံးပြန်များပြစ်လွတ်သည်ကို၎င်းကြည်ချင်းပွဲများကို၎င်းဒေသထွက်ပစ္စည်းအယောင်ဆိုင်များကို၎င်းပိဋကတ်များလှည့်လည်ကြည့်ရှုကြသည်ပိဋကတ်များသည်ကခုံမြူတူကြသည် နောက်တစ်နေ့၌ရေပက်ကစားကြသည်တိုင်တို့သည်ဓာအကသို့မဟုတ်ဒေါင်းအကများဖြင့်ကခုံကြပြီးဝါပလွေတေးသွားအလိုက်တခြင်းများလည်းတည်ဆူကြသည် အိုင်နီတို့ကလည်းတောင်ပေါ်တချင်းများတည်ဆိုကြပြီးဟန်လူမျိုးတို့ကမိဘုံတန်းများနှင့်အတူငကားကကခုံကြသည် အသက်60ကျော်အဖိုးနှစ်ဦးကကံကောင်းခြင်းနှင့်ပျော်ရွှင်ခြင်းအထိမ့်မှဖြစ်ယူဆသောတိုင်တို့ဤဒေါင်ကကပြသည်ဖြင့်ပိဋကကလက်ခုပ်ဩဘာပေးကြသည် ထုံနှင့်အဖို့မန်တင်ရွာအတွက်အပျော်ဆုံးနေ့တစ်နေ့တိုးခဲ့သည်လူငယ်လူရွယ်တို့ကပိုးပေါင်းပြီးပွားနှင့်ခေါင်းပတ်များအယောင်မျိုးမျိုးဝတ်ဆင်လျက်ခါတွင်ဓားများချိန်ဆွဲထားသည် အမျိုးသမီးများကတောက်ပသောဘရိုဂိတ်ထမီရှိဝစ်စင်၍ခေါင်းတွင်အစင်တစားများစီရင်ကြသည်သူတို့သည်ဝေးရမလာရောက်ကြခြင်းဖြစ်သည်လမ်းများဝဲလူစီကားလျက်ရေတံမောတံနှုတ်ဆက်တံတို့ဖြင့်ပြည်လျံနေုံမကမခွက်ဖလားရေပုံးတို့ဖြင့်ရေပက်နေကြသည်မှလည်းပျော်ရွှင်ပွဲအတိဖြစ်သည်ယွာလဲတွင်ရေကစားကြစဉ်အကအခုံဝါသနာထုံသည့်တိုင်တို့သည်တပင်သေးတို့နှင့်အတူဒေါင်းကစင်ချေစီအကနှင့်လက်ဝိအကများဖြင့် ကခုံကြလေသည် မကြာမီပင် လူတိုင်းဝင်ကလျက်ရေပက်ကစားကြတော့သည်ရေဆူရွှဲနေကြတော့လဲပျော်ရွှင်မြူးတူးသည့်စိတ်သက်ကိုမှမဆူထိုင်းစီပင်